တွေ့ဘူးကြပါလိမ့်မယ်အလွမ်းကြပြားတွေစားစီပြီးတော့လွမ်းပြထားကြတယ်မလွမ်းနိုင်ဘူးလားဆိုတော့လွမ်းတော့လွမ်းနိုင်တာပေါ့ဒါပေမဲ့လို့လွမ်းပြလိုက်လို့ရတဲ့အကျိုးတရားကကိုယ့်အတွက်ဖြစ်သိမ့်စရာလေးတခုတော့ဖြစ်ကောင်းဖြစ်မယ်တမလွန်ဘဝကဆွေမျိုးတွေအတွက်ဘာဖြစ်မလဲဘာမှဖြစ်ကိုယ်ကလွမ်းသူကလွမ်းညင်မှာလွမ်းဟုတ်ကဲ့ ကိုကသာလွှမ်းပြီးသူကလွှမ်းခြင်းမှာလွှမ်းမယ်ဆိုတာတကယ်ပဲကြားဖို့ကြပါလိမ့်မယ်ဘုရင်ကြီးတစ်ပါးကသူ့ရဲ့မိဖုရားအင်မတန်ချောမောလှပါတယ်မိဖုရားငငယ်ရွယ်ရွယ်သိဆုံးသွားတဲ့အခါကျတော့ဒီရုပ်အလောင်းကိုမစွန့်ပြစ်ရဲ့လို့ပုံမတော့အောင်လုပ်ပြီးတော့မှန်ကောင်းနဲ့ထည့်ပြီးတော့ထမင်းမစားနိုင်မတော့နိုင်မအိတ်နိုင် အဲ့ဒီအလောင်းသားမှာပဲထိုင်ပြီးတော့ဘုရင်ကြီးဟာတငုံကိုတယိုယိုလောက်တယ်ဘယ်သူကမှနားချလို့မရဘူးတည်သွားတဲ့ပုဂ္ဂိုလ်ဆိုတာပြန်ခေါ်လို့လည်းရတာမဟုတ်ဘူးနားချလို့မရဘူးနောက်ဆုံးကျတော့ပညာရှိမတ်တွေကဥယျာဉ်ထဲမှာရောက်နေတဲ့ပညာရှိယသိကြီးတစ်ပါးကိုတွေ့တော့အဲ့ဒီယသိကြီးကိုတွင့်ပြီးတော့နားချခံရတယ် ရသေးကြီးကပြောတယ်တဲ့ရှင်မင်းကြီးဘုရုကိုလွမ်းနေတာတော့ဒီမိဖုရားလေးကိုလွမ်းနေတယ်အဲ့ဒီမိဖုရားလေးပဲရောက်နေတယ်ဆိုတာသိလားမသိဘူးရှင်ဘုရားသိရင်ပြောသမှသိတယ်ငါမင်းမိဖုရားလေးဥယျာဉ်ထဲမှာရောက်နေတယ်လူတော့မဟုတ်ဘူးနောက်ချီပို့တော့လူဘွားတော့လည်းအလှပြင်းနေတာနဲ့အချိန်ကုန်တယ်သေတော့နောက်ရှိဖို့လို့ဖြစ်တယ် ဘယင်ကြီးကသာလွမ်းနေတယ်ဟိုကနောက်ချီဘိုးတို့ဘဝမှာနောက်ချီဘိုးတို့ဘူကြီးနဲ့ဟိုမှာနောက်ချီဘိုးတို့ဘူကြီးရရှေ့ရသွားလူကနောက်ကလိုက်နောက်ဘဝမှာ အတွဲနဲ့သူကဖြစ်နေဒီကကိုရောမြတ်ကအလောင်းကိုမစွန့်နိုင်ဘူးတငုံကိုတူယူလို့ဒီသေးကြီးပြောစကားကိုမယုံဘူးအေးမယုံလို့ရှင် သူကိုယ်တိုင်ပြောရင်ရောယုံမလားလဲဆိုရင်ယုံမယ်ဒါဖြင့်သွားမယ်ဦးကြီး ရောက်တဲ့အခါကျတော့နောက်ချီဘိုးတို့ကောင်တွေ့နေမသူတို့လို့အတိတ်ဘဝပြောတော့နောက်ချီဘိုးတို့ကပြောတဲ့သူဟာဥပရိဆိုတဲ့မိဖုရားပါပြေးသွားပြီးတော့နောက်ချီဘိုးတို့ဘဝရောက်နေတယ်ဟုတ်တယ်ဒါဖြင့်ဒီဘီရင်ကြီးကိုချစ်တလားလို့မေးတဲ့အခါကျတော့ဘိုးတော်ကတော့ချစ်မှာပေါ့အခုတော့သူ့တတိမရပါဘူးလို့ပြောတယ်ဒါဖြင့် သူကတတိမရပါဘူးဆိုတော်သေးတယ်။ဘာပြောတော့ဘီရင်ကြီးရဲ့လက်ချောင်းသွေးနဲ့တဲ့အခုသူနောက်ကြီးဖို့တော့အဖို့ရဲ့ခြေထောက်ကိုဆေးပေးခြင်းနဲ့အဲ့ဒီကြတော့ဘီရင်ကြီးစိတ်နာသွားတယ်။ချက်ချင်းပဲဟုတ်လား။မှန်ကောင်းတဲ့အလောင်းထုတ်ပြီးတော့မိတချူပြစ်လိုက်တယ်။ရှင်မိုးချိုးပြောပြပွားပါနေနိုင်တဲ့ဘဝရောက်သွား။ဒါတကယ်ဖြစ်ပြခဲ့တဲ့ဇာလန်တစ်ခုအနေနဲ့ ဟောပြထားတာရှိပါတယ်။အေးလောကကြီးမှာလူတွေကဘယ်လိုလွမ်းနေနေတမလွန်ဘဝကဆွေမျိုးတွေကကိုယ်လွမ်းနေမှာလွမ်းမှာဒါကတော့သိချာ။သို့သောလွမ်းနေဖြစ်စေမလွမ်းနေဖြစ်စေတမလွန်ဘဝကဆွေမျိုးသားချင်းတွေအတွက်ကောင်းအောင် သူတို့ရဲ့အရေးကိုစဉ်းစားပြီးတော့တမလွန်ဘဝကဆွေမျိုးများအရေးကိုတော့အလေးနဲ့ထားပြီးတော့စဉ်းစားတဲ့နယ်တဲ့ မြတ်စွာဘုရားသခင်ကိုရောမြတ်ကမန္လာတိုင်းဥရုဝေလကပ္ပဆိုတဲ့ဏိဂုံးရွာကြီးမှာသတင်းတောင်းနေတယ်။အဲဒီလိုသတင်းတောင်းတဲ့အချိန်မြတ်စွာဘုရားနာနဲ့ပိုင်းမှာအဲကိုဆွမ်းကံဝင်ပြီးတော့ရှင်အနန္ဒာနဲ့အတူတူကဆွမ်းကံဝင်ပြီးကြောက်ပြန်ရောက်တဲ့အခါကျတော့ရှင်အနန္ဒာကိုအနန္ဒာမင်းဒီကြောက်မှာပဲနေရငါမဟာဝနလို့ဆိုရဲတောက်အုပ်ထဲသွားမယ်လို့ဆိုပြီးတော့ တောဥပ္ပကိုကြွသွားတာမြတ်စွာဘုရားအဲ့ဒီတောဥထဲကိုမြတ်စွာဘုရားတပါးတည်းကြွသွားတာရှင်အနန္ဒာကကြောင်းမှကြံရစ်တယ်အဲ့ဒီလိုကြောင်းမှကြံရစ်တဲ့အချိန်မှာတပုတ်တာဆိုတဲ့တကားကြီးရောက်လာပြန်တယ်အဲ့ဒီမှာရှင်အနန္ဒာနဲ့လာတွေ့ရှင်အနန္ဒာနဲ့လာတွေ့ပြီးတော့သူကဘာလို့လျှောက်ထားတော့လို့ဆိုလို့ရှင်သူလျှောက်ပုံလျှောက်နေရနော်သူလျှောက်တာ နိခမလို့ဆိုရဲဒါနဲ့ပတ်သက်ပြီးတခြားတယ်အရှင်အနန္ဒာနဲ့တပည့်တော်တို့ဟာကာမဂုဏ်အာယုန်နေထဲမှာပျော်မြူးပျော်ကြလူဝါမှာပျော်တယ်ပေါ့နော်ဘုရားကြောင့်ဘဝမှာပျော်တယ်တပည့်တော်တို့ကမိသားစုဘဝမှာပျော်နေကြမိသားစုဘဝမှာနှစ်ချိုက်တယ်ပျော်မွေ့တယ်အဲ့လိုနှစ်ချိုက်ပျော်မွေ့တဲ့တပည့်တော်တို့အနေနဲ့ ဒီမိသားစုဘဝကိုဆုံးလုပ်ပြီးတော့ဘုန်းကြီးဝတ်ရမယ်ဆိုလို့ရှိရင်တဲ့ဘုန်းကြီးဘဝဟာကောင်းတယ်လို့စဉ်းစားလိုက်တာနဲ့ပဲတပည့်တော်တို့မှာ၆ကဘာကြီးတဲ့ဆင်းရဲမလောက်ထီအောင်ကြော်ဟုတ်လားမသိဘူးနော်သူပြောတာနော်ကိုယ့်ကိုယ်လည်းစဉ်းစားကြည့်ပေါ့မိသားစုဘဝကိုဆုံးပြီးတော့ဘုန်းကြီးဝတ်နိုင်သလားသီလရှင်ဝတ်နိုင်သလားစဉ်းစားကြည့်ဝတ်လိုက်လို့ရှိရင်၆ကဘာကြီးတဲ့ဆင်းရဲမှလို့ကြောက်တယ်တဲ့သူကကြောက်သွားတယ်တဲ့သူက ဒါသောတာပန်ပြောတဲ့စကားပဲเนาะနိခမလို့ဆိုရက်လူဝါခွာဆောင်ပြီးတော့ယဟန်ဘုရားသွားဖို့ရအတွက်ကောင်းနေလို့မြင်မိမယ်လို့တီးချမ်းနေလို့မြင်မိမယ်လို့သူ့ဖို့မှာတော့6ကဘာကြီးလို့ပဲခံစားရတယ်လို့ဒီလိုလျှောက်တာအဲ့လိုလျှောက်တော့မှရှင်အနန္ဒကဟာတကားကြီးစကားလက်ဆောင်တစ်ခုတော့ရပြီ ဖះစီသွားကြရအောင်ဖះကိုရှောက်မယ်ပေါ့ဒီအကြောင်းရှန္ဒနာတော်တဲ့ခေါ်သွားတယ်ခေါ်သွားပြီးတော့တပုဒ္ဒရကကြီးနဲ့ဖះစီရောက်ရောက်တော့ရှန္ဒနာကစပြီးတော့ရှောက်တယ်ရှင်မယားနဲ့ဟောဒီတပုဒ္ဒရကကြီးမြတ်စွာဘုရားလည်းမှတ်မိမှာသူ့အရင်ဆောကခဲ့တဲ့တခါကြီးပေါ့နော်ဟောဒီတပုဒ္ဒရကကြီးကပြောတယ်ဖះတဲ့တပည့်တော်တို့ကာမဂုဏ်အာယုန်နေပျော်မွေ့နေတဲ့လူ့အကြောင်းလေးဖို့ ရံပွားဆိုတဲ့နိခမအေးချမ်းတယ်လို့မြင်ရတော့လဲပဲတကယ်တော့တကယ်လောက်ရမယ်လို့စဉ်းစားကြည့်လိုက်ရင်6ကဘာကြီးတဲ့ဆင်းရမလို့တပည့်တော်တို့ထင်းနေပါတယ်6ကဘာကြီးလို့ကြောက်ခွက်လေးတိကြီးလို့စိတ်ထဲမှာမြင်နေပါတယ်လို့သူလျှောက်တယ်ဆိုမြတ်စွာဘုရားကဘာပြောတော့ဟုတ်တာပေါ့တဲ့ငါလည်းအတွေ့အကြုံရှိတယ်တဲ့ဒါမြတ်စွာဘုရားကနော်ငါကိုယ်တိုင်လည်းပဲကြုံတွေ့ခဲ့တယ်ဆိုပြီးတော့ က်ဆော့ဘုရားအလောင်းတော်ကလည်းဒီလိုပဲဘဝတစ်ခုကပြောင်းလဲလောရမယ်ဆိုတာလွယ်ကူတာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပေါ့အဲ့ဒါဟာဘာဖြစ်လို့ဖြစ်ရလူဘဝပျော်မွေ့နေခြင်းယဟန်ဘဝကိုကုပြောင်းရမှာကြောက်လန့်နေခြင်းဆိုတာဘာဖြစ်လို့လဲဆိုတာကိုမြတ်စွာဘုရားရှင်းပြလူဘဝပျော်မွေ့နေခြင်းဟာလူဘဝရဲ့အပြစ်ကိုသေးသေးချာချာမမြင်လို့ပါတဲ့ယဟန်ဘဝကို တွေးကြည့်လို့ကြောက်เสียရလို့မြင်နေခြင်းဟာရံပွားရဲ့အကျိုးကျေးဇူးတွေပါအပြစ်ခြင်းလူဘဝရဲ့အပြစ်ကိုသိချမြင်ခြင်းယဟန်ဘဝရဲ့အကျိုးကျေးဇူးကိုသိချသိပြီဆိုလို့ရှိရင်တော့ရံဘဝရဲ့ငြိမ်းချမ်းမှုဆိုတာမျက်နှာလာမှာပါလို့ရသဗျာရှင်းပြတယ်ငါကိုယ်တိုင်လည်းဒီလိုခံစားရတယ်ခံစားရတဲ့အခါကျတော့ငါစိတ်ကပြင်လိုက်တယ်လူဘဝ ကံကုံအာယုန်နေနဲ့နေတဲ့ဘဝဟာဘယ်လိုအပြစ်နာစာတွေရှိတယ်လဲဆိုတာအလေးနဲ့ထားစဉ်းစားစဉ်းစားကြည့်ပြီးအပြစ်တွေကြီးလိုက်တဲ့အခါအပြစ်တွေကိုကောင်းကောင်းကြီးမြင်သွားတယ်ကောင်းကောင်းကြီးမြင်သွားပြီဆိုရင်စွတ်လွတ်နိုင်သွားပြီနော်ဒါဟာနိလန်တစ်ခုပဲနိလန်တစ်ခုပဲအရက်ကြိုက်တဲ့လူတယောက်အရက်ဖြတ်ဖို့ဆိုလို့ရှိရင်အရက်ရဲ့အပြစ်ကိုစဉ်းကျင်စဉ်းစားဖို့လိုအပ်တယ်အရက်ပြတ်ခြင်းရဲ့အကျိုး မှန်မှန်ကန်ကန်နားလဲဖို့လိုရတယ်ပေါ့အပြစ်မြင်ခြင်းအကျိုးကိုသိခြင်းဒီနှစ်ခုမှာတစ်စုံတစ်ခုကိုစွန့်ပယ်ခြင်းတစ်စုံတစ်ခုကိုရယူခြင်းဆိုတာလုပ်နိုင်မယ်တဲ့ရသဗျာရဲ့အလောင်းတော်ဟာရသဗျာကပြန်ရှင်းပြတယ်ကာမဂုဏ်အာယုန်ဤရဲ့အပြစ်ကိုသေးသေးချာချာလိလဆန်းစစ်ပြီးတော့ကြည့်တော့မြင်လာတဲ့အခါမှာတဲ့ကာမဂုဏ်ဤရဲ့အပြစ်တွေကိုမြင်လာသည့်အတွက်ကြောင့်စွန့်မှုအတွက်အင်အားရရတာ တခါယဟန်ဘဝကိုကုပြောင်းဖို့အတွက်ယဟန်ဘဝရဲ့အကျိုးကျေးဇူးတွေဘယ်လိုကောင်းလဲဘယ်လိုငြိမ်းချမ်းလဲဆိုတာတွေတည်တည်ချာချာအကျိုးကျေးဇူးတွေသိတဲ့အခါကျတော့ယဟန်ဘဝကို၆ကဘာကြီးလို့ကြောက်စရာလို့မမြင်တော့ဘူးတဲ့ယဟန်ဘဝကိုနှစ်သက်စရာမြတ်လို့စရာဖြစ်မြင်ခဲ့ပြောင်းလဲသွားပုံပြောပြတာနော်ပြောင်းလဲသွားကိုယ့်ကိုယ်တစ်စုံတစ်ခုကိုပြောင်းလဲမယ်ဆိုရင်အဲ့ဒီနည်းနဲ့ပြောင်းလဲရမှာ အဲ့ဒါကိုမြတ်စွာဘုရားစန္ဒမုဏထားပြီးတော့ဆံကိုပါအဆင့်ဆင့်ပြောင်းလဲပြီးတော့သွားပုံပထမပထမဇန်ရတယ်ပထမဇန်ရပြီပထမဇန်ကဒုတိယကိုတက်ချင်တက်ချင်လာပြီဆိုရင်ပထမဇန်ရဲ့အပြစ်တွေကိုမြင်ရပထမဇန်ဟာကာမဂုဏ်အာယုန်စိတ်တွေနဲ့အလွန်နှီးတယ်အလွန်နှီးသည့်အတွက်ကြောင့်အဲ့ဒီအတွေးတွေပေါ်လာနိုင်တယ် မထိန်သိမ်းနိုင်သေးဘူးမလုံးညုံနိုင်သေးဘူးဒါပထမဇာရဲ့အာနေချက်ပဲပြော့ွက်တွေပဲအဲ့ဒီအပြစ်တွေကိုရှုလိုက်တဲ့အခါပထမဇာကိုမလို့ချင်တော့ဘူးရှေ့ဆက်ချင်တယ်ဆိုတဲ့အတွေ့အကြုံဒုတိယဇာရဲ့အကျိုးကျေးဇူးတွေကိုစဉ်းစားလိုက်တဲ့အခါအဲ့ဒီကာမဂုဏ်အယုံအတွေးတွေဟာဒုတိယဇာကဝေးတယ်ဝေးသည့်အတွက်ကြောင့်ပို့ပြီးတော့ချမ်းသာမယ်ပထမဇာရဲ့အပြစ်ဒုတိယဇာရဲ့အကျိုး ဒီနှစ်ခုနိုင်ရှင်ပြီးတော့ဒုတိယဇံပေါ်မှာပိုမြတ်လို့လာတဲ့အခါပထမဇံကိုအလွယ်တကူနဲ့ဆုံးလို့ရသွားတယ်။ဒီလိုဆုံးလို့တာနော်။ထို့တူပဲဒုတိယဇံကိုဆွန့်ကျင်တဲ့တတိယဇံရဲ့အကျိုးကိုဆင်ကျင်တယ်။အပြစ်နဲ့အကျိုးအမြဲတမ်းဆင်ကျင်စဉ်းစားပြီးတော့ကိုဆုံးလို့ရမယ့်အရာရဲ့အပြစ်ရယူရမယ့်အရာရဲ့အကျိုးတရားကိုဆင်ကျင်စဉ်းစားပြီးတော့ဒီလိုပဲတဆင်ချင်းတဆင်ချင်းမြင့်တင်ပြီးတော့မိမိဘဝကိုပြင်ဆင်သွားတဲ့အကြောင်း မြတ်စွာဘုရားကဟောတာအဲ့ဒီတပုဒ္ဒတုတ်ဆိုတာအကျယ်ကြီးပဲအဲ့ဒီတပုဒ္ဒတုတ်ရှင်အနန္ဒာနဲ့စကားပြောပြီမဲ့လို့တပုဒ္ဒတကကြီးကအနန္ဒာမှာထိုင်နေတာအဲ့ဒါမြတ်စွာဘုရားနဲ့တပုဒ္ဒတကကြီးတို့ပြန်လည်ဆုံတွေ့တဲ့နေရာမှာဟောပြောတဲ့တုတ်တန်တစ်ခုပဲလို့ဆိုတော့ဒီတကကြီးကပိဋကစာပေရပြောမယ်ဆိုလို့ရှိရင်ရန်ကုန်မြို့ကတော့ဟုတ်ပုံမရဘူး နော်ရန်ကုန်ပြောတာဟုတ်ပုံမရဘူးဖះအနိပါဏမှာပဲသူနေတဲ့ပုဂ္ဂိုလ်ဖြစ်နိုင်တယ်ပေါ့ညီလုတဲ့ပုဂ္ဂိုလ်ကလည်းဖះနာမှာတန်ဃာတွေကြားထဲမှာယန္တာဖြစ်သွားပြီအဲ့တော့သူတို့ဟာပိရိကစာပေထဲမှာတပုဒ္ဒဗန္ဓိကအနေနဲ့လာတယ်ဒါကိုဘာဖြစ်လို့ရွှေရကုံတမိုင်းဆရာတွေကတပုဒ္ဒနဲ့ဗန္ဓိကကိုယ်တိုင်ညီနောင်ကနေပြီးတော့ဒီ နော်အတိတ္တဇနမျိုးဆိုတာလဲရန်ကုန်မြို့ရဲ့မြို့ဟောင်းနာမည်ဘောမျိုးရှင်ပြီးတော့ရေးထားအဲ့ဒါလို့ရေးထားတာရှေကုံတမိုင်းအရာမှန်ကန်တာရှိသလားလို့ဆိုတော့တခုတော့တွေးတော်စရာရှိတယ်တမိုင်းကြောင့်လေနော်ဒါကပိဋကတ်စာပေမှာလာတဲ့အထက်မှာတဇွန်တဇမပါဘူးသူတို့စေရီတဲတယ်ဆိုတာတဇွန်တဇမပါဘူးလုံးဝမပါဘူးဒီမှာ စဉ်းစားကြည့်ဖို့ရခဏိခေအနေနဲ့အကယ်၍ရန်ကုန်ကနေပြီးတော့လှေပေါင်း900နဲ့အိန္ဒိယသွားလို့ရမရစဉ်းစားကြည့်ပေါ့ဟာလဲနဲ့မပြောနဲ့လိန်မြန်နဲ့သွားတာတောင်အကြာကြီးသွားဘုရားကရဖျားမှုသွားတဲ့လူတွေတွေ့လေကဲထားလိုက်မဖြစ်နိုင်တာတွေထားလိုက်ဖြစ်နိုင်တာတစ်ခုပြောပြဖြစ်နိုင်တာတစ်ခုကဘာတော့ကုံတယ်ဆိုတဲ့လူမျိုးတွေဟာကိုယ်နိုင်ငံဒီနိုင်ငံကုလူဆက်ဆံပြီးသွားနေကြတာ မြတ်စွာဘုရားကသူတို့ကိုဆန်တော်တွေစွန့်လိုက်တယ်ဖြစ်နိုင်တဲ့အထားတချို့မှမှတ်တမ်းရှိတယ်တချို့မှမှတ်တမ်းမရဘူးဖြစ်နိုင်တဲ့အထားအဲ့ဒီသူတို့နေတဲ့ဩရိတပြည်နယ်ဆိုတာအရှိကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကံယူရန်ကပသိန်တို့မောမြိုင်တို့ဒီလိုတန်ယူကံယူရန်ကြီးကဖြောင်းနေဘုန်းကြီးတို့ရောက်လာခဲ့တော့ကြည့်ကြည့်ကံယူရန်ဖြောင်းအဲ့တော့သူတို့ဟာ အိန္ဒိယနိုင်ငံသားကုန်းတွေတွေမှတ်နေဖះနဲ့လည်းပရမသုံးတွေ့တယ်ဖះစီကဆန်တော်လေးရလာတယ်ဆိုဟုတ်ပြီသူတို့ကကုံရောင်းကုံဝင်ကိစ္စနဲ့သွားလာတဲ့အခါမှာ အမြတ်တနုဒီဆန်တော်တွေကိုပင့်ပြီးတော့ကိုရောင်းကုံဝင်ကိစ္စမှာမြန်မာပြည်ဘက်ကိုလှေသိမ်းမောတွေနဲ့ကူးလာတာကမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါဖြစ်နိုင်တာကိုပြောပြတာနော်အားရနဲ့သွားတာတော့မဖြစ်နိုင်ဘူးလို့ပြောရမှာပဲကဲ လေသိမ်းမောနဲ့ရန်ကုန်မြို့ရောက်လာပါပြီရန်ကုန်ရောက်လာတဲ့အခါကျတော့ကိုယ်တွေရဲ့ထုံးစံဟာလက်ဆောင်ပဏာပေးလေးရှိကြဒါမှသူတို့ရောင်ရည်ဝယ်ရေးကိစ္စတွေမှာအခွန်အတုပ်တွေပါတက်တာဒီမှာအုပ်ချုပ်တဲ့ဘရင်နေနဲ့ဝင်တွေ့တယ်ဒါရှိကကိုယ်တွေလုံရုံလုံစင်ပဲနော်ကိုယ်တွေကလုံရုံလုံစင်ဘရင်နေစီလက်ဆောင်ဝင်ပေးတယ်အဲ့ဒီလိုလက်ဆောင်ပေးတဲ့အခါမှာ တိတ်မြတ်အမြတ်တနုသူတို့တည်ဆောင်းလာတဲ့ဘုရားရဲ့ဆံတော်လေးကိုဒီဥက္ကလပမင်းကြီးကိုလက်ဆောင်ပေးခဲ့တယ်လက်ဆောင်ပေးရနေပြီးတော့ရွှေကုံစီရီတော်ကြီးတည်ခဲ့တယ်ဆိုရင်တော့ဒါကရုပ်တိနဲ့အမတမ်းမှနီးစပ်တယ်လို့ပြောရမှာပဲကုံသေးဆိုတာမျိုးကဒီကနေ့ခေတ်လည်းလက်ဆောင်ပေးတာလည်းရှိတယ်လေမဟာဝိဇ္ဇာစီရီကြီးကိုသိလိုက်ကြတယ်မဟုတ်လား ရှိရကုန်ဖျားနာလေးရမဟာဝိဇ္ဇာအစီရိဟာနိဘောပရင်မင်းမြတ်ကပေးလိုက်တဲ့ဓမ္မပဏာကာဆိုရဲလက်ဆောင်နိဘောပရင်ကပေးလိုက်တဲ့လက်ဆောင်ကိုဌာပနာပြီးတဲ့တဲ့စီရိပဲဟောအဲ့လက်ဆောင်တဲ့လက်ဆောင်ကိုဌာပနာပြီးတဲ့တဲ့စီရိအဲ့ဒါမျိုးလိုပဲကိုယောင်းကုံဝကိစ္စနဲ့ရံကုန်မျိုးရောက်လာတဲ့ဒီတပုဒ္ဒပါဠိကညင်းတောင်းနေဟာ ဒီဘီရင်ကြီးကိုလက်ဆောင်အနေနဲ့ဘုရားမြတ်စွာရဲ့ဆံတော်လေးကိုလက်ဆောင်ပေးခဲ့မယ်ကိုယ်ဝယ်ဖို့ဘုရားအကြောင်းပြောပြီးတော့သူတို့ကိုယ်တိုင်ကလည်းအမတမချီးညိုတာဘုရားလက်ဆောင်ပေးခဲ့တဲ့အခါကျတော့တမျက်တနှိုးနန်းတော်မှာကိုယ်ဝယ်ထားရတာနေပြီးတော့အရှိသိမ့်ထားဖို့အတွက်ရွှေရကုံစီရီတော်ကြီးကိုတည်ထားပြီးတော့ဒီထဲမှာဌာပနာပြီးကိုယ်ဝယ်ခဲ့တယ်လို့ပြောလို့ရှိရင်တော့သမိုင်းအနေနဲ့ဖြစ်နိုင်မှုလို့ညင်းစရာအကြောင်းမရှိဘူး မြင်နိုင်ဘူးလို့ညင်းဆာကြ။အကရိတာတပုတ်တပန်လိကသည်ရံကုန်သားလို့ပြောမယ်ဆိုရင်ညင်းဆာအကြောင်းနေအများကြီးဖြစ်လာနိုင်။ညင်းဆာအကြောင်းနေဖြစ်လာ။ရံကုန်သားဆိုရင်ရံကုန်မှာပဲအဆုံးတတ်မှာပဲ။အဲ့လိုမဟုတ်ဘူး။မြတ်စွာဘုရားနဲ့အချိန်ချိန်တွေ့ပြီးဟောပိဋကစာပေထဲမှာတောင်သူတို့နာမည်တွေဟာအထင်ရှားပါနေတယ်ဆိုတာဟာပိဋကလာတပုတ်တပန်လိကတို့ရဲ့အကြောင်း။တိဝိနိုင်ငံကလည်း အထူးစမဟုတ်ဘူးဒါပြီးခေါ်ကလည်းပဲသူတို့မှာတပုဒ္ဒနဲ့ဗန္ဓိကနဲ့ပတ်သက်တဲ့ဇာလန်းတွေရှိတာပဲဟုတ်ဘုရားဘာသာနိုင်ငံတွေမှာဒီလိုဇာလန်းလေးတွေကရှိတတ်တယ်ပေါ့ရှိတတ်တဲ့အတွက်ကြောင့်ယက္ခရာရွှေတခုမှာသံတော်ထာပနာရယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောတာမဟုတ်ဘူးဖြစ်နိုင်တယ်ဘယ်တော့တပုဒ္ဒဗန္ဓိကတို့တဲတာဖြစ်ဖို့နည်းနည်းအလံဝေးတယ်တပုဒ္ဒဗန္ဓိကက ကုံတဲ့အနေနဲ့ဩကလပမင်းကြီးကိုဆန်းတော့လက်ဆောင်ပေးတယ်ဆိုတာဖြစ်နိုင်တယ်ဒီလိုအနေထားမျိုးတော့ရှိတယ်ဒါတမိုင်းကိုအငင်းပွားစရာပြောတာမဟုတ်ဘူးတမိုင်းကိုညှိနှိုင်းပြတာလူတွေကတမိုင်းကြောင့်နဲ့ပတ်သက်လာလို့ရှင်အမှန်အစ်စ်အမှန်သိဖို့အလွန်ခဲရင်းတယ်အထောက်ထားမတွေ့ရတဲ့အတွက်ကြောင့်ကြားလာတဲ့အခါမှာလူတွေရဲ့အပြောအဆိုတွေကအလှမ်းကွာ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 ပြီးတော့သွားတာ နာမည်တွေကလည်းအလှမ်းကွာသွားရတဲ့အကြောင်းအရာတွေကလည်းဖြစ်စင်တဲ့အလှမ်းဝေးထွက်သွားတဲ့ပေါ့စကိုင်းမြို့မှာတောင်မှပဲစကိုင်းတောင်မြို့မှာတည်ထားတဲ့မဟိယင်္ဂနာဆိုတဲ့စီရီရှိတယ်သို့သောမဟိယင်္ဂနာကိုအမျိုးမျိုးရင်းကနေပြီးတော့နောက်ဆုံးမှာမဟိယင်္ဂနာမရှိရင်ခဏကနေမရှိခဏဖြစ်သွားခုနော်အလှမ်းဝေးသွားတာကွာပါးတာကိုပြောပြတာ ပကံမှာလည်းပဲအဘယရတနာစေရီတော်ကြီးကိုအဘယရတနာကနေအဘေရတနာအဘေရတနာဖယင်ကနေဘာဖြစ်လာတော့ဆိုအပေရတနာဆိုဖြစ်တော်ရပါဘာရီကတော့ပြောကြတယ်ကာလရွေလျောလို့ကာလကရွေလျောသွားတာစကလုံးမှာရွေသွားဟမ်ရွေသွားစကိုင်းတောင်မှာ အဘိယခိရိဆိုတဲ့ဇေဒီရှိတယ်။အဘိယခိရိကိုရှင်းတော့ရေးတဲ့အခါကျတော့ဂရီလို့ရေးတယ်။ခန်းငယ်ကိုရရပြီးတော့ရေးတော့ဂရီပြင်းတဲ့လူကဖတ်တော့ဂျီလို့ဖတ်လိုက်တယ်။အဘိယကိုတခါရေးတဲ့အခါကျတော့ဘာနဲ့ရနဲ့ပေါင်းပြီးတော့ရေးလိုက်တဲ့အခါကျဘာဖြစ်သွားတော့အာကပျောက်သွားပြီးတော့အဘိယခိရိကနေပြီးတော့အဘိယကြီးအဘိယကြီးကနေပြန်ကြီးဖြစ်သွားတယ်။အခုခေတ်တော့ပြန်ကြီးချောင်လို့ခေါ်နေကြတယ်။ နော်ရွှေလျောသွားပုံကအဲ့ဒါလိုအေးလောကကြီးဆိုတာသာဗရတိမြဲနေတာမဟုတ်ဘူးတိမြဲနေတာမဟုတ်သည့်အတွက်ကြောင့်အမှန်တရားဆိုတာထုတ်ဖော်ဖို့မူလအခြေအနေအတိုင်းပြုတ်ဆုတ်ဖို့ဆိုတာအလွန်ခဲရင်တယ်လို့ဒီလိုပဲမှတ်တဘောဒနဲ့ဗာလိကအကြောင်းဟောဖို့လွန်ခဲ့တဲ့၃နှစ်လောက်ခရင်ကဟောဖို့ရှိတယ်သို့သော် တဘောဓပါဠိကအကြောင်းအရာတွေနဲ့ပတ်သက်တော့စံကျင်ပတိအတွေးတွေဖြစ်မှာဆုံးလို့မဟောပဲနဲ့နေတာဒီကနေ့ဘာလို့ခေါ်တယ်လဲလို့ဆိုလို့ရှိရင်ပိဋကစာပေမှာတဘောဓပါဠိကအကြောင်းဒီလိုရှိတယ်ဆိုတာသိစေချင်လို့ခေါ်တာဟုတ်ဟုတ်တယ်မဟုတ်ဘူးမှန်တယ်မမှန်ဘူးဆိုတာကိုယ့်အကိုယ်ပဲချင်းချင်းယူအချင်းများဖို့လည်းမဟုတ်ဘူးစကားများဖို့လည်းမဟုတ်ဘူးသူမှန်တယ်ငါမှန်တယ်ညင်းဖို့လည်းမဟုတ်ဘူးဒီဟာကိုဒါမပြောနဲ့ ပခံညာဆိုရင်ပြောရင်ထုတ်ထမ်းပြောရတယ်ဆိုတာရှိတယ်လေထုတ်ထမ်းပြောဘာလို့လဲဆိုပခံညာဆိုရင်အပူပွဲတွေအလွန်များတာသူ့အမှန်နဲ့ငါ့အမှန်နဲ့လို့ညှင်းစရာအကြောင်းရှိအေးလွန်ခဲ့တဲ့တပိုင်းကျောင်းဟာတစုံတစ်ခုသောတိုင်းတာရဖြစ်ခဲ့တာတော့မတမ်းမှမှန်ကန်ပါတယ်မှန်ကန်တော့လည်းပဲပြောင်းလဲလာမှုတွေရဲ့ဤရမှာသဘောအရဒီခြေရလက်ရမကြံလောက်အောင်ပြောင်းသွားလို့ရှိရင်လူတွေရဲ့အုံနောက်ထဲမှာ အမှန်တရားဟာဝေးပြီးတော့သွားရတဲ့ကောင်အဲဒါကြောင့်မို့ဘုရားမြတ်စွာဟောကြားတဲ့အနိစ္စဆိုတဲ့နိယမသဘောတရားအတိုင်းပဲဘေးရမမမြဲဘူးအလုံးဟာထာဝရပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်ရံကုန်မြူကြီးတွေပဲနေကြည့်ဟောနာတိတာ ပြောင်းနေတာဒီနော်မကြသေးခင်နှစ်90ဟိုဘက်ကရံကုန်နဲ့အခုဒီဘက်ရံကုန်ဟာအများကြီးခွာခြားသွားတယ်နှစ်တရာဟိုဘက်ရံကုန်မပြောနဲ့ ဒီလိုပဲလောကကြီးဟာပြောင်းလဲပြီးတော့နေမှာပဲမပြောင်းလဲတဲ့သဘောကတော့ပြောင်းလဲနေခြင်းသာဖြစ်တယ်ပေါ့နော်ပြောင်းလဲနေခြင်းဒီဘယ်တော့မှမပြောင်းလဲဘူးလို့ဒီလိုပြောပြောင်းလဲနေတတ်တဲ့အနိစ္စသဘောတရားသည်ထာဝရမှန်ကန်နေပါပဲအမြဲတမ်းပြောင်းလဲနေမှာဒါကြောင့်မို့သင်္ခါရတရားတွေကိုအာယုံပြုပြီးတရားချက်ခင်တော်စင်ပြိဋ္ဌာန်ပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဝိပရိဏဓမ္မ วิปริณามธรรมပြောင်းလဲတဲ့သဘာဝတရားကြီးကိုစဉ်ရင်သုံးသပ်ပြီးတော့အေးလောကကြီးဆိုတာစင်္ထာဝရပြောင်းလဲနေတဲ့အရာသာဖြစ်တယ်။ပြောင်းလဲမှုတွေဟာဘယ်တော့မှဆုံးသက်မှာမဟုတ်ဘူး။နိယာမသဘောအရာပြောင်းလဲနေကြမှာဖြစ်တယ်။တို့ရထားတဲ့ခန္ဓာ၅ပါးဆိုတာလေပြောင်းလဲနေတဲ့အရာများသာဖြစ်တယ်။တို့တွေရသော်ပြဟောတဲ့အတိုင်းဝရတ္တမှာသင်္ခါရသင်္ခါရတရားဆိုတာပျက်စီးပြောင်းွယ်ရတဲ့သဘောရှိတယ်။ဒါကြောင့်မို့လို့ မမေ့မနှယောနဲ့မိမိတို့ရဲ့တဘာဝအစစ်မှန်ကို သိအောင်အသိဉာဏ်ရအောင်ကြိုးစားအထောက်ကြမယ်လို့ယသော်ဗျာဆုံးမအတိုင်းတိုင်းတာရှင်းသုံးပြီးတရားချက်ခင်သူတော်စင်ပြိဋ္ဌအပေါင်းတို့သည်ဘုရားမြတ်စွာရဲ့အဆုံးမတိုင်းတာရှင်းသုံးခြင်းဖြင့်မပြောင်းလဲတဲ့နေရာမှာသဘောတရားကိုသိရှိနားလည်ကနောက်ဆုံးမှဒီမြဲတဲ့ဆိုတာနိဗ္ဗာန်မှာဖြစ်တယ်ဆိုတာကို သိရှိပြီးနိဗ္ဗာန်ရောက်အောင်ကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း